မင်္ဂလာပါသားတို့သမီးတို့ရေဒီချိန်ကတော့တတ္တမရံတမိုင်းဘာသာရက်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ပြပြပေးမယ်အကြောင်းအရာလေးကတော့ကမ္ဘာတမိုင်းအခန်းနှင့်ဥရောပ၏နေချက်စနစ်သင်ခန်းစာ၃ဥရောပတိုက်သားတို့၏ဒုတိယစီနေချက်ချင်းရဲ့ဒတ်တို့အရှိအညာကျုံစုမှာနေချက်ချင်းအကြောင်းဖြစ်ပါတယ် ဒတ်တို့အရှိန်အယံကျုံစုမှာလက်ချက်ချင်းကြောင်းရလေးကိုလေ့လာကြည့်ကြရအောင်ဒတ်တို့ဟာပေါ်တူဂီနဲ့စပိန်တို့ထက်နောက်ကျပြီးတော့ပလယ်ချားဒေသတွေကိုရောက်ရှိခဲ့ကြတယ်ပေါ်တူဂီနဲ့စပိန်တို့ဟာကမ္ဘာရေကြောင်းကိုစိုးမိုးထားရမှာချမ်းသာကျော်ဝလာတဲ့အတွေ့ဒတ်တို့ဟာအရှိတိုင်းဒေသတွေနဲ့ရောင်းဝယ်ဖောက်ကားဖို့အတွက်ကြိုးပမ်းလာခဲ့ပါတယ်18ရာစုမှာအင်္ဂလိပ်နဲ့ဒတ်တို့ဟာအရှိန်အယံကျုံစုရဲ့ ဟင်ခံမှုကြိုင်ကုံတော်ရေးမှာပါဝင်ရှင်ပြန်လာခဲ့တယ်။1600ပြည့်နှစ်မှာတော့အင်္ဂလိပ်တို့ဟာအရှိအိန္ဒိယကုမ္ပဏီကိုတကောင်း1600ခုနှစ်မှာတော့ Dutch တို့ဟာ Dutch အရှိအိန္ဒိယကုမ္ပဏီကိုတကောင်းထူထောင်ခဲ့ကြတယ်။အဲ့တော့ဒီပုံလေးကတော့အရှိအိန္ဒိယကျိုးစုပုံဖြစ်ပါတယ်။ Dutch တို့ဟာအရှိတိုင်းကုံတော်ရေးကိုလော်ဂျီအုပ်လောက်ကိုင်ရရှိခဲ့ကြတယ်။ဒါအပြင် Dutch တို့ဟာပေါ်တူဂီလက်ထဲမှာရှိနေတဲ့ ဟင်ခတ်အမှုကြိုင်ကုံတရေးကိုလည်းလဝကြီးအုပ်ရယူဖို့ကြိုးပမ်းခဲ့ကြပါတယ်။ဒီချက်ချင်းပြပေးတဲ့အကြောင်းအရာကတော့ dash တို့အရှေ့တိုင်းကုံတရေးကိုလဝကြီးအုပ်တိုင်ဖို့ကြိုးပမ်းခဲ့ပုံဖြစ်ပါတယ်။ကဲဆက်ပြီးတော့ကျွန်တော်လေ့လာကြည့်ကြရအောင်။၁၉ဆုအစမှာတော့တည်ထောင်ခဲ့တဲ့အင်္ဂလိပ်နဲ့ dash အရှေ့အိန္ဒိယကုမ္ပဏီတွေဟာပေါ်တူဂီတို့ကြီးစိုးတဲ့အရှေ့တိုင်းဒေသတွေကိုအာဓမဝင်ရောက်ပြီးတော့ကုန်ကူတာရောင်းဝယ်ခဲ့ကြတယ်။အဲ့ဒီလိုနဲ့ dash တို့ဟာ ဟင်ခတ်အမွှေးတိုင်ကိုရောင်းဝယ်ဖို့အတွက်အခွင့်အလမ်းတွေရရှိလာခဲ့ပါတယ်။ဒေသခံတိုင်းသားကြီးကဲတွေနဲ့လည်းစာချုပ်တွေချုပ်ဆိုတိုင်းတဲ့အတွက်ဟင်ခတ်အမွှေးတိုင်ရောင်းဝယ်ရေးကိုလက်ဝကြီးအုပ်ခွင့်ရခဲ့ပါတယ်။ဒီပုံလေးကတော့ဟင်ခတ်အမွှေးတိုင်ရောင်းဝယ်ရေးကိုပြတဲ့ပုံလေးဖြစ်ပါတယ်။ဒတ်စတရဲ့စီဝါရေးတိုက်စစ်ကိုပေါ်တူဂီတို့ဟာတွန်းလှန်နိုင်ခြင်းမရှိခဲ့ပါဘူး။1669ခုနှစ်မှာတော့ဒတ်စတိုဟာဂျာဗာကျွန်းပေါ်မှာရှိတဲ့ဗတေးဗီးယားကိုဂျာကာတာလို့အမည်ပြောင်းပြီးတော့ ဒတ်စ်တို့ရဲ့အရှေ့တိုင်းအင်ပါယာဌာနချုပ်ဖြစ်သတ်မှတ်လိုက်ပါတယ်အဲ့တော့ဒီချဲကိုရှင်းပြပေးတဲ့အကြောင်းအရာလေးကတော့ဒတ်စ်နဲ့ပေါ်တူဂီတို့ဟာစီးပွားရေးရပြန်ဆိုင်မှုဖြစ်ပါတယ်ကဲဆက်ပြီးတော့နောက်ဆာဗိုက်လေးကိုဆက်ပြီးလေ့လာကြည့်ကြအောင်ဒတ်စ်တို့ဟာဟင်းခါမိုးကြိမ်တွေကိုသူတို့ပိုင်ဆိုင်ရာနယ်ပယ်တွေမှာစိုက်ပျိုးစေခဲ့ပါတယ်တနေရာကနေတနေရာကိုတည်ဝပို့ဆောင်ရမှာလဲလက်နဲ့တက်ဆင်ထားတဲ့သင်္ဘောအုပ်စုများနဲ့ကြက်မှတ်ပြီးတော့ပို့ဆောင်ပေးခဲ့ပါတယ်အဲ့လိုနဲ့ဒတ်စ်တို့ဟာ ရခိုင်ကပေါ်တူဂီတို့လဝကြီးအုပ်ခဲ့တဲ့ဟင်းခတ်အမိုးကြီးရောင်းဝယ်ရေးကိုလဝကြီးအုပ်နိုင်အောင်မကဘဲနဲ့အရှေ့အိန္ဒိယဂျုံစုမှာကိုလိုနီအင်ပါယာကိုလည်းတည်ထောင်နိုင်ခဲ့ကြပါတယ်။1650ခုနှစ်မှာတော့ဒတ်စတိုဟာပေါ်တူဂီရဲ့အခြေခံစခန်းဖြစ်တဲ့မလက္ကာကိုတိုက်ပိုက်နိုင်ခဲ့တဲ့အတွက်မလက္ကာရေလက်ကြားနဲ့စွန်ဒါရေလက်ကြားကိုလည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီပုံလေးကတော့မလက္ခရေလက်ချားနဲ့စွန်ဒါရေလက်ချားပြရတဲ့မြေပုံဖြစ်ပါတယ်။ ဒတ်စ်တို့ကအချက်ချကြတဲ့ဗတေးဘီယာကိုထိတ်သိမ်းထားနိုင်ခြင်းကြောင့်အရှိန်မြကျုံးစုကိုတွားတဲ့ရေချောင်းလန်းကိုချုပ်ကင်နိုင်လာခဲ့ပါတယ်။တဲတော်သမီးတို့ရေအခုဒီချက်ရှင်းပြပေးတဲ့အကြောင်းအရာလေးကတော့ဒတ်စ်တို့ဟာအရှိန်မြကျုံးစုမှာကိုလိုနီထူထောင်ခဲ့ပုံဖြစ်ပါတယ်။ကဲဆက်ပြီးတော့ကျွန်မတို့နော်လေ့လာကြည့်ကြရအောင်။တီဟိုတီရီလင်္ကာကမ်းခြေဒေသမှာရှိတဲ့ပေါ်တူဂီရဲ့စခန်းတွေကိုလည်းသိမ်းယူခဲ့တယ်။ဒတ်စ်တို့ဟာ1652ခုနှစ်မှာ တောင်အာဖရိကမှာရှိတဲ့ဂိုဟုတ်အမှုမှာကိတ်တောင်းမျိုးကိုတီထောင်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အခြေတိုင်းကိုသွားတဲ့ရေလန်းချောင်းကိုပိုင်နိုင်စွာချုပ်ကင်နိုင်ခဲ့ပါတယ်ဒီပုံလေးကတော့ကိတ်တောင်းမျိုးဘုံဖြစ်ပါတယ်ခင်ခအမှုကြောင့်ရောင်းဝယ်ရေးကိုချုပ်ကင်နိုင်ဖို့အတွက်ဒတ်တိုဟာပြန်ပတ်တွေဖြစ်တဲ့ပေါ်တူဂီနဲ့အင်္ဂလိပ်တို့ကိုအရှိန်အညာကျုံးစိုးရနေပြီးတော့ဖယ်ရှားလိုက်ကြတယ်ဒတ်တိုဟာအရှိန်အညာကျုံးစိုးကိုစိုးမိုးနိုင်ဖို့အတွက်1982ခုနှစ်မှာတော့ဂျာဘာကျုပ်ကို ိမ့်ပိုင်အုပ်ချုပ်ခဲ့တယ်။1995ခုနှစ်မှာတော့ကုမ္ပဏီအုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးတော့အရှိန်အမြကျုံစုကို Dutch အစိုးရကနေပြီးတော့တာဝန်ယူပြီးတော့အုပ်ချုပ်တဲ့အတွက်ကြောင့်မလို့ Dutch Colony ဖြစ်လာခဲ့ပါတယ်။ကဲဒါတို့သမီးတို့အကြက်ခုရှင်းပြပေးတဲ့အကြောင်းအရာလေးကတော့တောင်အာဖရိကနဲ့အရှိန်အမြကျုံစုဒေသတွေမှာ Dutch Colony ဖြစ်လာပုံဖြစ်ပါတယ်။ကဲဒါတို့သမီးတို့ဒီကျေတော့အခုရှင်းပြပေးတဲ့အကြောင်းအရာလေးကိုဒါတို့သမီးတို့နားလည်ပြီဆိုတော့ เนาะဒီအကြောင်းကတည်းကဘယ်အကြောင်းချက်လက်တွေอ่ะအဓိကကြားလဲဆိုတာကြည့်ကြရအောင် Dutch တို့อ่ะ Portuguese နဲ့ Spain တို့ထက်နောက်ကျပြီးတော့ပြည်ချား data တွေရောက်ရှိခဲ့ကြတယ်1600ပြည့်နှစ်မှာတော့အင်္ဂလိပ်အရှေ့တင်ရကုမ္ပဏီကို၎င်း1600ခုနှစ်မှာတော့ Dutch အရှေ့တင်ရကုမ္ပဏီကို၎င်းထူထောင်ခဲ့ကြတယ် Dutch တို့อ่ะ Portuguese လက်ထက်မှာရှိတဲ့ဟင်ခအမှုကျိုင်ကုန်သွယ်ရေးကိုလော်ဝကြီးအုပ်ရာယူအောင်ကြိုးပမ်းခဲ့ကြတယ်1669ခုမှာတော့ Dutch တို့อ่ะဂျာဘာကျွန်းပေါ်မှာရှိတဲ့ ပတိဗီယာကိုဂျာကာတာလို့အမည်ပြောင်းပြီးတော့ဒတ်စ်တိုရဲ့ရှေ့တိုင်အင်ပါယာဌာနချုပ်ဖြစ်သတ်မှတ်လိုက်ပါတယ်1642ခုနှစ်မှာတော့ဒတ်စ်တိုဟာပေါ်တူဂီရီအခြေခံစခန်းဖြစ်တဲ့မလက္ကာကိုသိမ်းပိုက်နိုင်တဲ့အတွက်မလက္ကာရေလက်ကြားနဲ့ဆုံနာရေလက်ကြားကိုထိန်းချုပ်နိုင်ခဲ့တယ်တီဟိုတိရိလင်ကကမ်းခြေဒေသမှာရှိတဲ့ပေါ်တူဂီစခန်းတွေကိုလည်းသိမ်းယူခဲ့ပါတယ်ဒတ်စ်တိုဟာပြိုင်ဘက်တွေဖြစ်တဲ့ပေါ်တူဂီနဲ့အင်္ဂလိပ်တို့ကိုလည်းအရှိန်အဟုန်အကျိုးဆိုးအနေပြီးတော့ဖျက်ရှားလိုက်ခဲ့ကြပါတယ် အဲတအားသမီးတွေနောက်ဆုံးချက်ကလေးကိုကြည့်ကြရအောင်1995ခုနှစ်မှာတော့ကုမ္ပဏီအုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးတော့အရှိန်အကျုံစုကို Dutch အစိုးရကနေပြီးတော့တာဝန်ယူပြီးတော့အုပ်ချုပ်တဲ့အတွက်ကြောင့်မလို့ Dutch colony ဖြစ်လာခဲ့ပါတယ်။ကဲတအားသမီးတို့ရေဒီနေ့တော့ဒီချေဟလာပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်အခန်းနဲ့ဥရောပရဲ့ nature စနစ်သင်ခန်းစာ၃ဥရောပတိုက်သားတို့ရဲ့ဒုတိယဆင့် nature ချင်းရဲ့ ဒတ်တို့အရှိန်အညာကျုံစုံမှာလက်ချက်ချင်းကြောင့်ဖြစ်ပါတယ်အခုဒီချက်ချင်းပြပေးကြတဲ့သင်္ကန်းစာလေးကိုလည်းတို့သမီးတို့နားလဲသဘောပေါက်မယ်လို့ဒီချက်မှလွှင့်ပါတယ်နောက်သင်္ကန်းစာမှာဒီချက်တို့ပြန်တွေ့ကြပါနော်အိုင်မိုင်